ဒီဖက်နဲ့ကကျွန်တော်ကစပြီးတော့ဝယ်တော့ကျွန်တော်ကဘလန်စီယာကဆိုပြီးတော့ကျွန်တော်ဝယ်တာဖုန်းတွေကတော့အလုံးပဲညီညီမရပါလေဖက်နဲ့တွေတော့အဲ့တော့ဘာဖက်နဲ့တွေလဲပေါ့နော်ကျွန်တော်ထိုက်ပြရပါမယ်ရည်စီး700ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘွားရဲ့ပထမဆုံးစနီကာပြသည်လားကျွန်တော်ကောင်မလေးဝယ်ပြတာပြသည်လားကျွန်တော်16လောက်ပုံပါပေါ့နော်ဒီဖက်နဲ့ကကျွန်တော်တို့တချို့တွေမြုံနဲ့เออคําแม้นไหนแล้วเลยอ่ะดิอ่ะบ่าวสิดิล่ะดิดิอ่ะดิอ่ะเมียอ่ะดิล่ะดิเบี้ยหาดิอ่ะดิล่ะมาดิล่ะ ပြဲသွားတာပေါ့နော်ဒီလားအိုက်ဒီနေ့မှာတော့ကျွန်တော်ဗီဒီယိုလေးရိုက်ရင်ကျွန်တော်အဲ့နောက်မှာပါတဲ့ဗျာဒီခုံပေါ့နော်ဒီလားဒီခုံပေါ်မှာကျွန်တော်တင်းထားတဲ့ဘုံတွေရှိရဗျာဒီလားနော်ဒီမှာတစ်ဘုံတစ်ဘုံသုံးဘုံပေါ့နော်ဒီလားအဲ့ဒီဘုံသုံးဘုံထဲမှာဘာတွေရှိလဲဘာတွေထည့်ထားလဲကျွန်တော်နဲ့ဘယ်လိုမျိုးပတ်သက်လဲပေါ့နော်အဲ့ဒီဘုံတွေကအဲ့တော့ဒီနေ့မှာကျွန်တော်အဲ့ဒီဘုံတွေကျွန်တော်ဖွင့်ပြပါမယ်နော်အဲ့တော့ let's go ဖုန်းတွေကတော့အလုံးဝမမြင်မရပါတည်းဖက်နက်တွေเนาะအဲ့တော့ဗာဖက်နက်တွေလဲပေါ့เนาะကျွန်တော်ထိုက်ပြပါမယ်အော်ကျွန်တော်ဤနှုံးပြမယ်ဘုံကတော့ဒီဘုံမဖြစ်ပါတယ်ဖြားကြီးကဒီ700ဖြစ်ပါတယ်။အော်ဒီဖက်နက်ကလေးဒီလားကျွန်တော်တို့အမှတ်တရအများကြီးရှိတယ်ဒီလား။အခုနည်းနည်းလေးတော့ဟောင်းနေပြီဗျာဒီလားဒီဖက်နက်ကလေး။နည်းနည်းတော့ဟောင်းနေချင်းဖြစ်နေပြီလား။ ကျွန်တော်ဘွားမှာအမှတ်တရအများကြီးရှိသေးတယ်ဒီဖက်ကလေ။ဘာလို့ဆိုတော့ကျွန်တော်ဘွားရဲ့ပထမဆုံးစနီကာများသိလား။အဲ့လိုပြောလို့ရတယ်။ဒီဖက်ကိုကျွန်တော်2000ဟိုပါဗျာ2018လောက်ကကျွန်တော်စဝယ်တာ။ကျွန်တော်2018လောက်ကကျွန်တော်ဒီဖက်ကိုစဝယ်တာပေါ့နော်။ဒီဖက်အဲ့တော့ဝယ်တော့ကျွန်တော်ဟွာလောက်ပြရတယ်ပြသိလား။9000ဝယ်လာမသိပြရတယ်သိလား။အဲ့တော့လေ။အမေ9000ဝယ်အဲ့တော့2018 9000ဝယ်ဆိုတာလာများတယ်သိလား။များတယ်အဲ့တော့လေ။အဲ့တော့မှမမေ့ရဗျာဘယ်လိုလဲဆိုတော့လေ။ကျွန်တော်စောင်းနေဗျာကျွန်တော်စောင်းနေကျွန်တော်တို့မျိုးပါလို့မျိုးလမ်းနေလျှောက်ကြတယ်ကျွန်တော်စောင်းနေပါလေဆိုပြီး အဲ့တော့ကျွန်တော်တငယ်ချင်းတွေကဖနက်တွေဝဲနေကြတယ်ဗောနော်ဒီလားကျွန်တော်တငယ်ချင်းတွေဖနက်တွေဝဲနေအဲ့တော့ခေစားရည်သီးပြဒီလားရည်သီးခေစားဖနက်တွေကလုံးဝဲနေကြတယ်အဲ့ချိန်မှာကျွန်တော်ကငွေရသေးဘူးကျွန်တော်လက်ထက်မှာပတ်ဆက်အားရှိတယ်ဒါပေမဲ့ကျွန်တော်ကဖနက်ကိုရွေးနေတာဗျာဒီကျွန်တော်ရည်သီး350ဝယ်ရင်ကောင်းမလားဒီ900ဝယ်ရင်ကောင်းလို့ကျွန်တော်ရွေးနေတာဗျာရွေးရွေးနေနောက်ဆုံးရကြပြချင်းတော့ကျွန်တော်တငယ်ချင်းကအဲ့လိုမျိုးသူကရည်သီး350ကိုကောက်ဝယ်တယ်ဗျာဝယ်လဲကောကျွန်တော်စိတ်ထဲမှာကလေးဆိုတော့ဗျာဒီမနာလို့ဖြစ်ပါဟာဒီကောင်တော့ဝယ်ပြီငါဘာလို့ငွေရသေးရဆိုကျွန်တော်ကသူဝယ်ပြီးတာကိုသူကသူ့ သူဝဲပြီးတော့သူကကျွန်တော်ကိုပြပြချင်းကျွန်တော်ကလည်းချက်ချင်းတန်းဝဲတာတန်းပြီးတော့နောက်ရဲ့ဒီရောက်လာတယ်ပေါ့နော်အဲ့တော့ဒီဖရက်လေးနဲ့ကျွန်တော်အဲဆောင်းလေးမှာကျွန်တော်တို့လမ်းလျှောက်ဖက်တယ်သိရပါလားအဲဒီဖရက်ကဒါကျွန်တော်ဘွားရဲ့ဒါပထမဆုံးစနီကာလေးတိရကျွန်တော်တို့အမှတ်ရအများရှိတယ်အမှတ်ရအများရှိရပေါ့နော်တိရဒီဖရက်ကကျွန်တော်ကောင်းလေးဝဲပြရတယ်နောက်16လောက်ပေါ့နော်ဟုတ်ဆိုင်လေးကွာအေးရရ Okay အဲ့တော့အဲကျွန်တော်တိချာတော့ပြလို့မရပါဘာလို့လဲဆိုတော့ နီးကတော့ကင်မရာနောက်တော့ကျွန်တော်အရင်ကက်ပြလို့မရပါဘူးဆိုတော့ကျွန်တော် lighting ကဒီခဏကိုထိုးတာနဲ့ဆိုတော့တည်မလား EI ဒီနားလောက်ကတော့ကျွန်တော်ပြတယ်မနော်ဒီလားအဲမိုက်တော့မိုက်တယ်ပြတည်လားဒုက္ခဒုက္ခပါဗျာတည်လားဒုက္ခဒုက္ခပါဗောတည်လားဒုက္ခဒုက္ခကတော့ဗောနော်သူကလည်းသူတော့ fine တယ်ဗျာတည်မလားဒုက္ခဒုက္ခသူကလည်းမိုက်တယ်ခုချိန်စီးလဲမိုက်တယ်ဗျာတည်လားဒီခုချိန်စီးလဲမိုက်တာမဲ့ကျွန်တော်ကတော့ဒီဘက်ကကျွန်တော်ထုတ်မစီးတော့ဗျာတည်ပါဆိုတော့ကျွန်တော်ဘွား browser sticker ကြီးဆိုတော့တည်မလားကျွန်တော်အဲ့လိုတိတ်ထားရတော့တည်လားကျွန်တော်သေးတဲ့ချိန်ထိဗောနော်โอเคအဲ့တော့ကျွန်တော်နောက်ထပ်တင်ရထပ်ပြပါမယ် တော့ဒီကလေးကိုဒီအောက်မှာချလိုက်ပါမယ်ဒီဖက်နက်ကကျွန်တော်တို့တချို့တွေမြုံနဲ့အဲခံမန်းနိုင်တော့လေဗျာတည်ရမှာဘာလို့ဆိုတော့မြန်မာနိုင်ငံမှာမြေနေကြဖက်နက်ထဲမှာပါတယ်ဗျာအဲ့တော့ကျွန်တော်ထုတ်လိုက်ပါမယ်နော်ထုတ်ပြမယ်ကဲဒီဖက်နက်ကတော့ကျွန်တော်တို့ band knu school ဖြစ်ပါတယ်အဲ့တော့ဒီဖက်နက်ကြောင်ပြောရမယ်ဆိုရင်ဒီဖက်နက်ကဝယ်တော့မကြသေးဘူးကျွန်တော်2024ရမှာဝယ်တာတည်လားနော်2024လေးရဝယ်တာကြာတိကျွန်တော်ကဒီဖနက်ဘန်းကိုကျွန်တော်ကငငယ်တည်းက creative ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကတယမ်းမှမရှိဘူးတိဘန်းကိုကျွန်တော်ဆောက်ရမ်းကြိုက်တယ် ဘယ်လို outfit နဲ့ဖြစ်ပြီးဝတ်လို့ရဆိုတော့ကျွန်တော်ကြိုက်တယ်ဒါပေမဲ့ van ကနည်းနည်းလေးဗျာဘယ်လိုပြောရမလဲနည်းနည်းလေးတော့ဆန်တယ်လို့ကျွန်တော်ခံစားရလို့ဗျာဒါကျွန်တော်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်မဝယ်ဘူးဒါပေမဲ့ကျွန်တော်ဒီ van KNU ကျွန်တော်ဝယ်ဖြစ်တဲ့အကြောင်းရယ်သူကဗျာဒီဘေးကဒီပေါ့နော်ဘေးကဒီအတန်းနေရယ်သူက heavy ပဲဗျာဒီလားရိုးတန်းတန်း van နေလည်းမတူသေးဘူးတောင်းမြတ်ကြီးပဲပိုးကြီးတယ်ဗျာဒီလားအဲ့တော့အဲတည့်ရမလားဟိုမိုက်တယ်ပေါ့ဗျာတည့်ပိုးမိုက်တယ်ပေါ့အဲ့ဒါနဲ့ okay အဲ့ဒါဒီဖက်ကငါဝယ်လိုက်မယ်ပေါ့ဆိုပြီးကျွန်တော်2024ကကျွန်တော်ဝယ်လိုက်တာဗျာဒီလား ျွန်တော်ဝဲလဲပြီးလဲပြီးတော့ဖြစ်ချင်တော့ဒီလားကျွန်တော်ပြပါမယ်ဖြစ်ချင်တော့ဒီဖနက်တွေကကျွန်တော်ခြေထောက်ဆိုင်နေရကွက်တီဖြစ်နေမှာဒီလားသေးလဲမသေးဘူးကြီးလဲမကြီးဘူးကွက်တီဖြစ်နေတာကွက်တီဖြစ်နေတော့ဘလို့လဲဆိုတော့အဲကျွန်တော်အပြင်နေပါကြီးသွားရတဲ့ခါမျိုးကြီးကြတော့ကွက်တီဖြစ်နေတော့နည်းနည်းလေးကြက်တာပဲတင်မချေကြီးတွေပိုင်းနေဆိုတော့ဒီကွက်တီဖြစ်လဲပြီးတော့နောက်ပိုင်းလေကြာဖနက်ကအဲဘလို့ပြောရမလဲပြဲဘလို့ပြောမလဲဒီနားဟာပြဲသွားတာပဲဒီလားကျွန်တော်ဆက်ပြရအောင်နော်ဒီလားမှန်ပါဗျာဒီလားဒီတွေ့ရတွေ့ရမြင်ရတာဒီဘေးကဟာတွေရတယ်ဒီလား မလားဒီလားပြဲသွားတာပေါ့နော်ဒီလားပြဲရပြဲရောအစိတ်အဆင်ပြေတော့ဘောနော်ဒီလားပြဲသွားအောင်လေဒီလားအဲ့တော့ကျွန်တော်လည်းအဲတိတ်မစည်းဖြစ်တော့ဘူးပေါ့နော်ဒီလားအဲ့ဒါကျွန်တော်လည်းဒီကောင်လေးဘူးလေးရောက်ပြီးတော့အနောက်ကောင်မှတင်းထားရတော့ဒီလားအဲ့တော့မိုက်ကတော့မိုက်တယ်ဗျာဒီလားဒီဖက်ကလေမိုက်ကတော့မိုက်တယ်ကျွန်တော်တို့ဘလို့ outfit နဲ့ဖြစ်ဖြစ်ဒီကောင်လေးကမိုက်ပြီးတာဗျာပြီးတော့ကျိုးလုံးကလည်းပိုးပြီးတော့ကြီးတဲ့ကျိုးလုံးနဲ့ဆိုဒီကောင်ကပိုးမိုက်တယ်တိလာ။ဘာလို့ဆိုတော့ဘေးကဟာကြီးရလဲ။ဒီမှာဘေးကဒီအောင်ကြီးရလဲ heavy ဆိုတော့တိလာ။အဲ့တော့အမ် ဒီဖက်နဲ့ဝယ်တော့ဆိုရင်ကျွန်တော်ဟွာလောက်ပေးရတယ်ဗျအစ်စ်တွေတော့မဟုတ်ဘူးတော့ဒီဖက်နဲ့တွေဒီဖက်နဲ့ဝယ်တော့ကျွန်တော်ဟွာလောက်ပေးရတယ်8000လာ site က40ဗျဒီလားကျွန်တော်6000နဲ့ကွက်တီအဲ့လိုဖြစ်နေတာအဲ့လိုဖြစ်သွားတော့ဖက်နဲ့ကဖက်နဲ့ကကောင်းတယ်ဒါပေမဲ့တည့်ရမလားဟို6ကြီးကိုဗျအရှိယူအရင်တိုးစီရတယ်ပြီးတော့လမ်းနေလဲတောက်လျှောက်တယ်ဆိုတော့တင်ဖက်နဲ့ကဘယ်လိုပြောမလဲကြန့်ခိုင်မှုအားနေပါနေရမှာအဲကြန့်ခိုင်မှုအားနေဆိုရတဲ့တည့်ရမှာကျွန်တော်ကိုယ်တိုင်လည်းဘယ်လိုပြောမလဲညံနေတာပေါ့နော်ညံနေတော့ဖက်နဲ့ဖက်နဲ့ site ကိုတိုးငွေလိုက်ပြီးတော့ဖက်နဲ့လေးကအဲ စုပ်ွားတယ်ပေါ့ဗျာစုပ်ွားဆိုမဲ့ပြန်ပြီးတော့တည့်ရမလားစင်ကောင်းနဲ့ကပ်ပြီးတော့စီးရင်တော့စီးလို့ရတာပေါ့ဗျာเนาะအဲ့တော့အဲဒါကတော့ကျွန်တော်ရဲ့ဒါ second ပေါ့เนาะတည်တာဒါကျွန်တော်ရဲ့ second ကျွန်တော်ဘွားရဲ့ဒုတိယအမြောက်ဖက်နှက်ဖြစ်ပါတယ်ကျွန်တော် band knu school ဖြစ်ပါတယ်အဲ့တော့ဟဲ့เนาะမိုက်တော့မိုက်တယ်ဖက်နှက်ကတည်လာအဲ့တော့ okay နောက်ထပ်တည်ရင်ကျွန်တော်ထပ်ပြမယ်ကောင်းရော heavy ပဲเนาะကောင်းရော heavy ဖက်နှက်ပူကြီးရတော့တည်လာဒီဖက်နှက်က ကျွန်တော်2024ဒီဇင်ဘာဒီဇင်ဘာမဟုတ် sorry ကျွန်တော်2024 happy new year တော့ကျွန်တော်ဝယ်တာဒီလားအဲ့တော့2024နဲ့2025ကြားမှာပေါ့နော်ဒီလားကျွန်တော် happy new year မှာကျွန်တော်ကဲဖို့ဆိုပြီးတော့ဝယ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထုတ်ပြရမယ်အနဲ့ရတော့လေဒီလားအနဲ့ရတော့ခုချိန်ကြီးမှွေးတော့မှာဒီလားဒီဖက်မှာပါလာအနဲ့ရလေအနဲ့ရတကယ်ပြောတာအနဲ့ကခုချိန်ကြီးမှွေးတော့မှာဖက်အနဲ့ရလေဟောစက်တယ်ခိုင်တယ် ဖနက်နိုင်စုတာโอเคကျွန်တော်ထုတ်ပြရမယ်တန်တန်ဒါတော့ကျွန်တော်ရဲ့တတိယမြောက်ပေါ့เนาะသိလားဖနက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြရမယ်အဲအနီးကက်ကတော့ဒီမှာပေါ့เนาะအနီးကက်ကတော့ဒီလိုမျိုးပဲပေါ့ဒီမှာကျိုးနေတယ်ဗျာကျိုးကျိုးနေတယ်တည်ရမရှုပ်ရှက်ခန့်တာပေါ့အဲအဲ့လိုထားမှုပဲဗျာဖနက်ကြီးကခွာကြီးကညီပဲဗျာဒီကဒီဖနက်ကတော့ကျွန်တော်နောက်ဆုံးမှဝယ်တဲ့ဖနက်လေးဖြစ်တဲ့အတွက်ကျွန်တော်တော်တော်လေးကြိုက်တယ်ဒီဖနက်ကတော့ crazy တော်တော်လေးကြိုက်တယ် ဒီဖက်နဲ့ဝဲတော့ကျွန်တော်ဟိုဘလောက်ပြရလဲ2သိန်း2300လား2600လား2သိန်း8000လားအဲ့ကြာနေပါဘောနော်ဒီလားအဲ့လောက်ပြရတယ်ဗောနော်အစစ်တွေတော့မဟုတ်ပါဘူးကြည့်အဲ့တော့ကျွန်တော်နည်းနည်းလေးပြောပြမယ်ဒီဖက်နဲ့က history လေးကိုကျွန်တော်နည်းနည်းပြောပြမယ်ဒီလားဒီဖက်နဲ့ကကျွန်တော်ကစပြီးတော့ဝဲတော့ကျွန်တော်က Blancia ကဆိုပြီးတော့ကျွန်တော်ဝင်လာဒီလား Blancia ကဖက်နဲ့သွားဝယ်မယ်ဆိုပြီးကျွန်တော်သွားဝယ်ဆန်ချောင်းမှာဝယ်လဲဝယ်ကျွန်တော်ဆိုင်အောင်ရောက်တယ်ဆိုင်အောင်ရောက်တယ်ကျွန်တော်ဒီဖက်နဲ့ကိုကြည့်တယ်ဖက်နဲ့တစ်တန်းကိုကျွန်တော်ကြိုက်တယ်နော်ကြိုက်တယ် ဈေးကလည်းကိုတက်နိုင်တဲ့အနေအထားလေးမှာရှိရဲ့ဗျာသိမလားနည်းနည်းလေးနည်းနည်းလေးတော့ဈေးကြီးတယ်လို့လို့ခံစားရတယ်ဒါပေမဲ့โอเคရတယ်ဖနက်တရင်အတည်းမှာကောင်းကောင်းဝယ်လိုက်မယ်ဆိုပြီးဒါပေမဲ့အကုန်လုံးကျွန်တော်ကြိုက်တယ်ကြိုက်ပြီဆိုမှကျွန်တော်ဒီဖနက်ကိုယူမယ်လို့ပြောယူမယ်လို့ပြောတဲ့အချိန်မှာဒီဖနက်ကတစိကိုကျွန်တော်ဖတ်ကြည့်လိုက်တာဖနက်ကတစိကဗျာသိလား तू ကဘလန်စီယာကမဟုတ်ဘူးဗျာသိလားဖနက်ကတစိကလေသိလားဘလန်ဘလန်စီကပိတ်သိလားဘလန်ဘလန်စီကပိတ်လို့ तू ကရေးထားဗျာသိလားအဲ့တော့ ျွန်တော်ကနည်းနည်းခေါင်းနဲ့တမျိုးဖြစ်သွားသေးတယ်ပကုအကိုအဲစိုက်မရှင်ကိုလို့ပေါ့နော်ဒီအကိုဘလန်စီယာကမဟုတ်ဘူးလားဗျာဆိုတော့သူကသူတို့ပြန်ပြီးတော့ဖြေတာတော့ဗျာတိလာအဲသူတို့ပြန်ပြီးဖြေတာတော့သူတို့ကဟွာတဲ့နေဆက်မှာပေါ့နော်ကျွန်တော်တို့ဒီတရုတ်ဘက်ကသွင်းမဲ့ဖက်နက်တွေပေါ့နော်ကျွန်တော်တို့ဒီဘလန်စီယာကနာမည်နဲ့သွင်းလို့မရဘူးနော်တိလာဘလန်စီယာကနာမည်နဲ့သွင်းရင်ပို့ပြီးတော့အခွန်ပေးရတယ်ဘာလို့ပြောလဲမလဲသူကဒီဇိုင်းကတော့ဘလန်စီယာကဒီဇိုင်းပဲဒါပေမဲ့ဒီဇိုင်းကတော့ဘလန်စီယာကဒီဇိုင်းမဟုတ်ဘူးဗျာတိလာအဲ့လိုဘလန်စီကပိတ်ဆိုပြီးရေးထားဗျာတိလား ပြီလာကျွန်တော်တိတ်မဖက်တတ်ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးပေါ့နော်အမှတ်တရအဲ့လိုလေးရှိတယ်အဲ့တော့အမ်ကျွန်တော်ရဲ့ဒါနောက်ဆုံးမှာကျွန်တော်ဝယ်တဲ့ဖက်နဲ့ဆိုတော့လေးဒီလာအဲတော်လေးတော့ကြိုက်ရပြန်တယ်ကျွန်တော်မိုက်တယ်ဒီလာဘာဝိလိုက်လုံးဝအဖိုင်အဲ့လိုမျိုးခံစားရတယ်ဒီဖက်နဲ့တင်ရဝိလိုက်ရင်တင်ရမလားဈေးကြီးတဲ့ဖက်နဲ့တင်ရကျွန်တော်တို့ဝယ်ပြီးတော့စီးရင်များဒီလာဘယ်လိုရမလဲ confidence ပို့ပြီးတော့မြင်တယ်ပေါ့နော်တချို့ရဆိုတင်ရမလားဖက်နဲ့ကိုလေးသိန်းကိုထောင်ကျော်ရာကျော်တွေဝယ်ရင်တော့ပို့ပြီးတော့ဘလို့ခံစားရလဲတော့မသိဘူးကျွန်တော်တို့ကတော့ဒီလို အောက်အောက်ခြေလူတန်းသားဆိုတော့အတင်မလို့ဖက်နှက်မျိုးတွေတို့တော့ကျွန်တော်တို့နဲ့အတင်မလားကွက်တီဖြစ်တဲ့အနေအထားမျိုးပေါ့နော်အတင်ကျွန်တော်တို့ life style နဲ့ကွက်တီဖြစ်တဲ့ဆိုတော့လေဒီလားအဲ့တော့အကြည့်ပဲဗျာနော်တင်မဖက်နှက်ကတော့ heavy ပဲအဲ့လိုမျိုးအဲအဲကျွန်တော် sneaker အကြောင်းလေးနဲ့ပတ်သက်ရင်ကျွန်တော်နည်းနည်းပြောပြမသိလားအဲ sneaker အကြောင်းလေးနဲ့ပတ်သက်ရင်ကျွန်တော်ကဒီအမှန်တမ်းပြောရင်ကျွန်တော်ဖနက်တွေပါလေကျွန်တော်တိတ် crazy ဖြစ်တဲ့တယ်မှာပါဘူးတချို့ဟိုတိရမယ်လို့မျိုး Nike တို့အဲ့လိုမျိုး Adidas တို့ အဲအဲ့လိုမျိုးကြိုက်ကြပါတယ်ဒါပေမဲ့ကျွန်တော်ကဟိုလိုလေဖနက်တွေကို creative ဖြစ်တဲ့တည်းမပါဘူးဒီလားကြိုက်တော့ကြိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးထူးသဖြင့်ပေါ့နော်ကျွန်တော်ဒီ Nike တို့ Adidas တို့ဆိုရင်ကျွန်တော်ဦးစားပေးမပွဲဘူးပြည်ကျွန်တော်တခြားဟာဘယ်ဦးစားပေးပြီးတော့ပဲဖြစ်တယ်ပေါ့နော်ဒီလားပြီးတော့လေကျွန်တော်တိတ်မွယ်ဘူးဒီလားချိုးရဲဆိုကျွန်တော်အရွယ်မှာဆိုရင်ဖနက်တွေတည်ရမလားဟို၁၀ရင်၁၅ရင်တော့ရှိရတယ်လူရှိတယ်ပြည်ကကျွန်တော်ကတိတ်မွယ်ဖြစ်ဘူးမဖြစ်ဘူးဆိုတာပြည်တည်ရမလားဟိုလိုကျွန်တော်ကအမှန်တိုင်းပြောရရင်ကျွန်တော်က ပေါ်ပေါ်ပါပါစီရတဲ့ဖန်တီပဲခြေတယ်ဥမာကျွန်တော်ရီစီးတို့နော်ကျွန်တော်ရီစီးစလိုက်တို့ပြီးရင်ကျွန်တော်ပါရီစီးဖရွန်ရန်နာလာအဲအဲ့လိုမျိုးတွေကိုကျွန်တော်ပို့ပြီးတော့ကြိုက်တယ်ဗျာတိတာအဲဒီဖန်တီကတော့ဟိုဖက်စတီဗယ်တွေပါတွိုင်းတော့သိရမလားမိုက်တာဗျာတကြံဒီပါမှာတော့ဒီကောင်ကြီးစီတို့တိတ်စီမျိုးတိတာဟိုဘောနဲတကြံဒီမှာဆိုတော့တိတ်စီလို့အတင်မျိုးရန်ကုန်လို့ပါလို့ပါသိရမလားဘလို private တကြံတွေဆိုရင်တော့ဒီကောင်ကြီးကမိုက်တယ်တိတာအဲ့လိုမျိုးပေါ့နော်အဲ့တော့อืมဒါကျွန်တော်ဘွားရတာတတိယမြောက်ဖက်နဲ့တိတာတတိယမြောက်ဖက်နဲ့ ကျွန်တော်အဲ့လိုမျိုးငယ်စဉ်တုန်းကတော့ကျွန်တော်မှရှိပါတယ်ငယ်စဉ်တုန်းကတော့လေကျွန်တော်ဖက်နက်တွေရှိတယ်ဥပမာကျွန်တော် All Star တို့ငယ်စဉ်ကတော့ရှိတယ်ဗျဖက်နက်တော်တော်များဒါပေမဲ့ကလေးဆိုတော့လေဗျာတင်မလားပြီးတော့ဝယ်တဲ့ဖက်နက်တွေကလည်း3-4တောင်တန်းလေးပဲเนาะဒီမှာကျွန်တော်2045 6အဲ့လိုမှဝယ်တဲ့ဖက်နက်ဆိုတော့လေစီးစီးပြီးတော့ပြက်ပြက်ပြီးလွတ်ပြေးဖြုတ်ရည်လည်းမပြက်ဘူးပုံတော့တင်မလားမပြက်ဘူးစီးပြီးရေမစေးဘူးရေမစေးဘဲနဲ့တိုင်းထားဖက်နက်တွေပြက်သွားတယ်အဲ့လိုမျိုးပေါ့အဲ့တော့ဒီဟာတရားတော့ဗျာဘဝမှာဘယ်လိုပြောရမလဲ ိုဒီကျွန်တော် social media ကြီးမှာလည်းကျွန်တော်မြင်နေရတာပဲလေသိရမလားသူများတွေဆိုရင်ဖက်နက်တွေကိုသေချာဘူးတွေနဲ့ကျွန်တော်ထားတဲ့ဘူးတွေမိုးတာမဟုတ်ဘူးသိရမလားတကယ်ကိုဘူးအကြီးတွေနဲ့အနောက်အနောက်မှာမီးတွေနဲ့အဲ့လိုမျိုးအမှန်ကန်ထားတာဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုးသဘောကျတယ်ပေါ့နော်အထူးသဖြင့်ပြကူးမှာရှိတဲ့ PC လေးတွေကိုထိမ့်သိမ့်တက်ရမယ်ပေါ့နော်အဲ့အဲ့လိုအဲ့လိုမျိုးစိတ်ဝင်မျိုးကျွန်တော်ကဒီကျွန်တော်ဒီအနောက်မှာကျွန်တော်ဒီဖုန်းဘူးတွေဒီပေါ့တွေဒီ Apple နဲ့ပတ်သက်တဲ့ PC တွေဒီလားအဲ့အဲ့လိုမျိုးကျွန်တော်ဒီခုံးလေးတက်တက်အဲလောက်ပြီးကျွန်တော်ကဒီမထားရတာ အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီ PC လေးတွေကတော့ကျွန်တော်ပွားရတာအမှတ်တရလို့ပြောလို့ရတယ်ပေါ့နော်ဒီကကျွန်တော်အမှတ်တရတွေကိုကျွန်တော် share လုပ်တာပေါ့နော်အဲ့တော့ဒီလောက်ပါပဲအဲ့တော့ကျွန်တော်ဗီဒီယိုဆုံးနေကြည့်ပြရင်လည်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြီးဆုံကြပါမယ်